လက်ရှိအခြေအနေမှာကတော့အားခိုင်းကြတော့ AE နဲ့ idiot တော်လိုင်းပူပေါင်းတက်ဒီကုန်လုံးဟာအရာဦးတိုင်းနဲ့မှာလည်းနေမြေစုမှုမှုရေလုံးနေတဲ့တကူဖြစ်ပါတယ်။ AG မျိုးထိတိမ့်ပိုက်ထားတဲ့အနေထားတကူရှိပြီးတော့မင်းအောင်နိုင်နေလဲဘုံနေကျဲမှုကိုအရာဦးထဲမှာစတင်ပြုလုပ်နေဖြစ်ပါတယ်။အရာဝတီကတော်လိုင်းလူငယ်တွေအားလုံးဟာဒီမီးပြင်းချီနေကြောင်းကောင်းမော်ဒေသတွေတွားပြီးတော့အခုဆိုရင်စည်ရေးတင်တာပြီးတော့ပြန်လဲပြီးတော့အရာဦးတဲကဝင်ရောက်လာတဲ့အနေထားကြီးများရှိနေပါတယ်။နောက်ပတ်သပြီးတော့အားလုံးပဲအရာဝတီမှာလက်ပြန်ဆောင်ကြမယ်နေတာတကူမှာအားလုံးပဲအားပေးကြဖို့လိုအပ်ပါတယ်။ up that baby. တွေအားလုံးပဲငလင်ပေးနေမိပေးတယ်မှာများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ Go Jet Revolution Channel လေးရဲ့ပြန်လည်ကြိုဆိုင်ပါတယ်ဗီဒီယိုလေး reaction မလို့သွားပေးခင်မှာတော့ယနေ့လွန်လ14ရက်နေ့စနေနေ့ရဲ့မနက်ပိုင်းထီနောက်ဆုံးရရှိတဲ့သတင်းအချက်ကိုအကျဉ်းချုပ်ဖော်ပြပြသမှာဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုပေးဖို့ဒီနေရာကနေပြီးထပ်မံတောင်းဆိုလိုက်ပါတယ်ပထမဆုံးအနေနဲ့ကတော့ဒီကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုကျိုးစီပေါ့တဲ့နိုင်ငံတော်အာဏာကိုအတင်းအကြပ်မှာတရားသဖြင့်သိမ်းယူထားဒီမှာဒီနေ့မှာဆိုရင်တော့1965ရက်ရှိပြီဖြစ်ပါတယ်မနက်ငယ်တော့တရက်တာတွင်စစ်ကောင်စီကစစ်ကွေးတည်ဆုံမှုစီးမှာတော့နေသားကြီးတိုင်းတဝဲမျိုးတို့မှာတော့ရေတွက်လို့မရတဲ့အသေးများနေပါတယ် ငွေတိုင်းကဖိန်းမြို့မှာ23ကိုလည်းအရှင်မိထားပါတယ်။အန္တလီတိုင်းတောင်တန်မြို့မှာ11ကောင်တဦးကိုတော့အရှင်မိထားခြင်းဖြစ်ပါတယ်။အင်းပီနယ်တန်တောင်ကြီးမြို့မှာ9ကောင်၊သခိုင်းတိုင်းမုံရမြို့မှာ3ကောင်၊သခိုင်းတိုင်းမြောင်မြို့နယ်မှာတော့တဦးကလင်းဝင်ရောက်ခဲ့ပြီးတော့နေတိုင်းတိုင်းရေဖြူမြို့နယ်မှာ3ကောင်၊နေတိုင်းတိုင်းတရချောင်းမြို့မှာ2ကောင်၊မုံပီနယ်ဝလမဲမြို့မှာ2ကောင်နဲ့စုစုပေါင်းပြည်54ကောင်ဒီတည်ဆုံးခဲ့ကြောင်းသိရှိရပါတယ်။ းသတင်းတပုတ်အနေနဲ့ကတော့လမ်းမတော်နဲ့ကမာယွမြို့နယ်တို့မှာရဲတပ်ဖွဲ့တွေနဲ့ပြူစောတိတွေကြားပစ်ခတ်မှုတွေဖြစ်တဲ့အထိရုံးဝင်းစံခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။ပြူစောတိချို့ကိုလည်းရဲကဖမ်းတော့လဲတက်ကတော့ပြန်လို့ခိုင်းနေနေတာကိုတွေ့နေရပါတယ်။ဒါတော့ရဲနဲ့ပြူစောတိကြားမှာပြူစောတိကိုမွေးမြူထားတဲ့တက်ကလည်းဖိအားပေးနေနေထားရပါပဲ။တောင်ဝတိုင်းလမ်းမတော်မြို့နယ်နဲ့ကမာယွမြို့နယ်မှာရှိတဲ့ရဲတပ်ဖွဲ့တွေနဲ့ပြူစောတိများကြားပစ်ခတ်မှုဖြစ်သည့်အထိချင်းများပြန်ဖြစ်မှုများပေါ်လာကြောင်းသတင်းမီဒီယာသိရပါတယ်။အာဟာဇွန်လ13ရက်နေ့ည8:30မိနစ်ချိန်မှာလမ်းမတော်မြို့နယ်ရန်ရှိမော်တင်ဤမှာရဲတပ်ဦးကိုပြူစောတိဖွဲ့ဝင်6ဦးကဝင်ရောက်တိုက်ခဲ့ကြောင်း ိမ်တော်မော်လို့ရဲမြတ်ထက်မှန်ရောက်ရှိလာပြီးပြူစောတိဖွဲ့များကိုပစ်ခတ်ဖမ်းဆုပ်ပြုလုပ်ခဲ့ကြောင်းရဲတအုပ်နှင့်ပြူစောတိဖွဲ့ကြားလူသူပြည်ကိစ္စနဲ့ပတ်သက်ပြီးချင်းများကရာကနေပြီးအုပ်စုလိုက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်လူသူပြည်ကိစ္စပြူစုနဲ့ရဲတွေဖြစ်ကြတယ်ပြူတွေဆိုမဲ့လူမိုက်တွေပဲအခုတော့လူမိုက်တွေကိုပြူစောတိဖြစ်တက်ကခေါ်တုံးနေတာလူသူပြည်ကပြူတအုပ်ရဲ့ဤစားလိုလိုဘာလိုလိုအစ်စကရီတွေလုပ်ပြီးငွေချင်းနဲ့ပစ္စည်းစရာကြော်ခွာသွားတယ်ဒါကိုပြူတွေကမကျေနပ်လို့လူသူပြည်ကိုရှာတဲ့ချိန်အဲ့ဒီမျိုးသမီးနဲ့အစ်စကရီဖြစ်နေတဲ့ရဲကလာကောက်ပေးပြီးဖြစ်ကြတာ နီးညာ၈နာရီကျော်လောက်ကတနက်တန်တီကိုဂျန်ရှင်မော်ဒီနာကပြည်သူတွေကိုကြားလိုက်တယ်လို့လဲလမ်းဘရော်မြို့နယ်နီးမှနေတဲ့နဲ့ဦးရီကပြောထားတာသိရှိရပါတယ်လမ်းဘရော်မြို့နယ်ဂျန်ရှင်မော်ဒီနီးပြူစော့တီနဲ့ရဲဘုံကြတိုက်ခတ်မှုတွေကိုပြူစော့တီနှစ်ဦးတနက်ဒဏ်ရာရရှိခဲ့ပြီးရဲတအုပ်မှလည်းဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်းသိရှိရပါတယ်ဗီလ25ရက်နေ့တုန်းကလည်းကမာရွတ်မြို့နယ်ရဲစခန်းနဲ့ပြူစော့တီကောင်းဆောင်အုပ်ချုပ်ရေးမှူးဌာနမှနိုင်စင်မဲ့ဆိုင်ငယ်ကိုရဲကဖမ်းဆီးမှုဖြင့်ပြူစော့တီဖွဲ့နဲ့ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့တွေကြားပြစ်ခတ်မှုဖြစ်ပေါ်ရသည့်ဘဝင်းစံကပ်ဖြစ်ခဲ့ကြောင်းသိရှိရပါတယ်တိုင်းမြို့နယ်ရှိရက်ကွက်အုပ်ချုပ်ရေးမှူးလည်းဖြစ်ပြူစော့တီကောင်းဆောင်လည်းဖြစ်တဲ့ တန်းထီးရဲ့မိမစီးနေတဲ့လိုင်စင်မဲ့ဆိုင်ရဲကိုကမာရွမြို့နယ်အတွင်းမှာမြို့နယ်ရဲများကဖမ်းဆီးခဲ့ကြောင်းသော်ဒီကောင်းဆောင်အုတ်ချုံရီမှုစန်းထီးဟာဆိုင်ရဲပြန်ပေးရန်ကမာရွမြို့နယ်ရဲစခန်းကိုတွားရောက်တောင်းနေခဲ့တယ်လို့မေရကကြောင်းသိရှိရပါတယ်။အမျိုးနယ်ကပြသော်ဒီကောင်းဆောင်နယ်ဖွဲ့ဝင်တွေကအမျိုးနယ်ရှိရကွယ်အုတ်ချုံရီမှုစန်းထီးတမျိုးနယ်6ရောက်ကွယ်အုတ်ချုံရီမှုကျော်သူတမျိုးနယ်10ရောက်ကွယ်အုတ်ကြီးတန့်စင်ဦးနယ်ပြသော်ဒီဖွဲ့ဝင်20ခန်းဟာ၎င်းတို့မှာတက်ဆင်ထားတဲ့လက်နက်များကိုယူဆောင်ပြီးကမာရွမြို့နယ်ရဲစခန်းကိုဝင်ရောက်ချသွားပါတော့တယ်။သကောင်ရံချေမှာကမာရွမြို့နယ်ရဲစခန်းကိုရောက်ရှိနေတဲ့ပြသော်ဒီဖွဲ့ဟာအနက်ပစ်ဖောက်ပြီးဆိုင်ရဲပြန်ပေးရန်တောင်းခံကြောင်း မယွမြွနဲ့ရဲမှုနဲ့ဖွဲ့ကနိုင်စင်မဲ့ဆိုင်ငယ်ဖြစ်ပြီးဖန်ဆီးခြင်းဖြစ်ကြောင်းပြောဆိုခဲ့ရမှာတော့သူစော်ဒီဝိမန်ရဲ့ရဲများကြတိုက်နှက်မှုတွေဖြစ်ပွားခဲ့ကြပါတယ်။မယွမြွနဲ့ရဲတဲ့ဖွဲ့ဟာစခန်းကိုလာရောက်တောင်းကျင်တဲ့ပြူစော်ဒီဖွဲ့များကိုဖန်ဆီးပြီးဝတ္တရားနှောက်ယှက်မှုဒုံကျိုးရေးထိပါမှုတွေအပေါင်းဝင်နိုင်ငံဝန်ထမ်းကိုနှောက်ယှက်တော်မှုများဖြင့်ဖန်ဆီးတရားစွဲရင်ပြင်ဆင်ခဲ့ကြောင်းသူတို့တွင်လည်းမယွမြွနဲ့လိုင်မြွနဲ့တို့ပါရှိလုံကျိုးရေးတောင်းဝင်ရတဲ့စစ်တပ်တောင်းဝင်ရှိသူတွေကသူစော်ဒီကိုပြန်လို့ပေးရန်ညီနိုင်ဖြည့်ရှင်းပေးခဲ့ပြီးအတင်းမပေါက်ကြားစီရန်ချင်းချင်းညီနိုင်ဆောင်ခဲ့ကြရန်ဓာတ်ဝင်ဖြန့်ပြေးပေးခဲ့ကြောင်းသိရှိရပါသည်။ ရမစကောင်စီရန်ကုန်တိုင်းအတွင်းကိုစုလူရဲ့ကောင်တွေကိုစုယူပြီးတော့လက်နက်တဆင်ပေးကပြူစောကြီးများဖြင့်လက်သက်မွေးကလက်နက်တဆင်ပေးထားခြင်းဖြစ်ပြီးဒေသခံပြည်သူများကိုလည်းချင်းချောက်မှုတွေလည်းမြဲကြုံနေကြကြောင်းဒေသခံပြည်သူတွေပြောထားပါဗါး။နောက်ထပ်သတင်းပုတ်အနေနဲ့ကတော့မွန်ပြည်နယ်မော်လမြေမှာရှိတဲ့ပြည်နယ်ဆိုရရုံနဲ့ဝင်တဲ့အိမ်ရံကိုရုံးပြေဘုံကျက်တိုက်ခိုက်ရမှာတော့စစ်တပ်ဘက်ကရရှိနေဦးတိုက်ဆုံးခဲ့ကြောင်းသိရှိရပါဗါး။ အာဟာမော်လမြမျိုးရှိပြည်နယ်အစိုးရရုံးနဲ့ဝင်တဲ့အိမ်ရာကိုတော်လိုင်းတပ်ဖွဲ့တွေကဒုံးနဲ့ဘုံကြီးတိုက်ခတ်ခဲ့တာပါတိုက်ခတ်မှုတွင်ဥပဒေချုပ်အိမ်ကိုထိမှန်ခဲ့ကအကြမ်းဖက်စစ်တပ်မှအရာရှိနှုတ်ဦးတည်ဆုံးခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးရုံးမြပြင်ပြစ်ခဲ့ကြတယ်လို့သိရှိရပါတယ်စစ်ကူတွေဘက်ကအရာရှိနှုတ်ဦးတည်ဆုံးလို့သိရတယ်ပြည်သူတွေတော့ထိခိုက်မရှိပါဘူးကျွန်တော်တို့ဘက်ကပွေးကြီးတွေကနေပြီးလက်နက်ကြီးတွေနဲ့ပြန်တိုက်ခတ်တော့ရှိပါတယ်တော်လိုင်းတပ်ဖွဲ့တွေကထိခိုက်မရှိပဲပြန်လဲစုခွာနိုင်ခဲ့တယ်လို့လည်း SWDF အဖွဲ့ကနေပြီးတော့တာဝန်ရှိသူတွေကပြောတာသိရှိရပါတယ်အဲ့ဒီတိုက်ခတ်မှုကတော့ Dragon Drone Force SDF နဲ့ တာထူဝါဤပညာတက်ဖွဲ့ပေါင်ဝင်ခြားသောမွန်ပြည်နယ်ပကပတက်ဖွဲ့တွေလည်းပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်။သူတွေအားလုံးပဲဒီပြိုလေးမှာတွေ့ရမယ့်အကြောင်းအရာလေးကတော့တွန်လိုင်းကြီးမအောင်မြင်သေးရခြင်းအဓိကရွေချက်တစ်ခုကိုလည်းပေါ်ပြနေတဲ့ပြိုလေးတွေပို့ဖြစ်ပါတယ်။စီးလျုံမှုတွေလုံးဝပျော့စီးနေတာတွေတွေ့နေရပါတယ်။ဒါတွေကတကယ်ဖြစ်တဲ့အရာတွေဖြစ်ပြီးတော့လူမျိုးအနေထားတွေကိုလည်းပြန်လည်ပြီးတော့ထပ်ပိုင်းကလူကြီးအနေနဲ့ချင်းချင်းပြီးတော့လုပ်ဖို့လိုအပ်ပါတယ်။ စင်ကတော့လဲမျိုးနဲ့မှာဖြစ်ပွားခဲ့တဲ့စစ်ကောင်စီရဲ့စစ်ပွဲလေရင်ပြန်ပြစ်ချခံရတော့အလုံးသိမှာဖြစ်ပါတယ်ဒီပြစ်ချခံရပတ်သက်ပြီးတော့ PDL ကလည်းထုတ်ပြန်ချက်ထုတ်ပြန်ထားပြီးအချိန်မှာပဲအဖက်ကနေပြီးတော့ PDF အဖွဲ့တွေကလည်းဒါဟာမဟုတ်ပါဘူးပြစ်ချတာမဟုတ်ပြစ်ချတာပါထုတ်ပြစ်ချတာမဟုတ်ပါဘူးပြစ်ချတာပါဆိုပြီးတော့အားကျိုးမှန်တဲ့ညင်းနေအောင်တွေ့ရပါပြက်ကြတာပဲဖြစ်ဖြစ်ပြစ်ချတာပဲဖြစ်ဘလိုပဲဖြစ်ဖြစ်စစ်ကိုးတွေတွေပြက်ကြတာအားလုံးဝမ်းသာမယ်နေထားတဲ့ခုမှာဝမ်းသာမှုရှိပဲနဲ့တစ်ခုနဲ့တစ်ခုတစ်ယောက်နဲ့တစ်ယောက်တစ်ဖက်နဲ့တစ်ဖက်အခုလိုမျိုး ီရုံမှုရှိတဲ့အနေအထားတွေမြင်နေရတာလဲပြည်သူတွေတော်လန့်ပြည်သူတွေအတွက်တော်တော်လေးဥမာစိတ်ပြက်စရာကောင်းတဲ့အနေအထားတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီလိုမျိုးနေထားတွေကိုမဖြစ်အောင်တော်လန့်ရေးရဲ့ခေါင်းဆောင်နေနေတဲ့ Toback User ဘလူကအကြောင်းဒီနေရာကနေပြီးတော့ချက်မှန်တီပြီးနှိုးဆော်လိုက်ပါတယ်။ဒီမှာကမှာတော့အဖက်ကနေပြီးပြစ်ချပါလို့ပြောမိတယ်ပြက်ကြတာပါဆိုပြီးတော့အားကျမှန်းနေတဲ့ရှင်းပြနေတဲ့တော်လန့်ရေးပေါ်တူရဲ့အနေအထားတွေဖြစ်ပါတယ်။ဒါကတော့တော်လန့်ရေးကိုတစ္ဆာရှိတာမှန်မလဲ။ညာဒေတာရဲ့တော်လန့်ရေးအဖွဲ့ရဲ့စီယုံမှုကတော့လက်ရှိအချိန်မှာကတော့သိပြီးတော့အားကောင်းကောင်းတော့မတွေ့ရသေးတော့မှန်တယ်ပါပဲ။ပြောင်းပါဒီတမောင်ရောက်လာ။မပြောင်းပါဘူး။ 哎，那我就加了，他肯定加我，你呢？他加，他没了，老弄的。哎，包包你加。哦。别你别你老拿来来尿尿不？来来尿尿尿嘛，不不不尿尿。 တမဘာပင်ရမှာဒီမှာတောင်းပတ်တယ်မင်းနိုင်မင်းအရှိပဲပေါ့နော်ဒါပဲဟုတ်တယ်ဒီကနေဒီလိုဝိုင်းစီပြုံစီပြုံကနေမင်းနိုင်မင်းနိုင်မင်းကနေဒီဒီဟိုနာဟုတ်တယ်ဗျာဟုတ်အဲ့လိုဝိုင်းလာပြီဆိုတော့အတိုင်းဒီပေါ်ရောက်တဲ့ညနေရောက်တဲ့ကျတော့ပြီးလိုက်သွားပြီဟင်ပြီးလိုက်ပြီဒီမှာသွားရင်းနဲ့အဲ့ဒါခါလေးဆိုင်တယ်ဟင်ပြီးရပြီတယ်ဒီလိုနှစ်ပတ်လောက်နေသေးတယ်ဟင်နေပြီးတော့ခါလေးကြာတယ်ဒါနဲ့ဒါနဲ့ဖိုင်ဖိုင်ဖိုင်ဒီအဲ့ချင်အဲ့ချင်မှတခါဘာဘာတမ်းမှမကြောက်ဘူးဖိုင်ဖိုင်ဒီတမ်းတော့မကြောက်ဘူးလေးနှလုံးချပြီးတော့ကျတော့လေးနှလုံးချတဲ့အတန်ပဲကြာတယ်ဒီနေ့တမ်းဘာမှမကြောက်ဘူးဘာပိုင်ဖိုင်ပြန်တယ်မကြောက်ဘူးလားဘာမှမကြောက်ဘူးဘာမှမကြောက်အဲ့ခုနကမဲခုဒီခုနကဟိုပိုင်ဖိုင်ရှိတယ်ဆိုတဲ့နေရာနဲ့ဒီနေရာဘယ်လောက်ဝေးတော့ဘယ်လောက်ဝေးတော့ဆိုဒီနေ့ မိသားလုံးဟောင်းရှိပါအောင်ပဲရှိပါတော့မိသား300လာပဲရှိတယ်300ကျော်လာပြီဟုတ်ပြီဟမ်ဘယ်နဲ့ဝင်နေဒီနဲ့မိသား300ပဲရှိတယ်အဲ့ဒါမှမကြောက်ဘူးဖိုင်ဖိုင်သေးအတူတန်းကိုမကြတာပြောလို့ရှိရင်ဟမ်ဒီရင်ထပ်ပြီးတော့နောက်ဘူးဒါဒီတရားကြီးပြီးရင်ဗျာကြီးချတော့မင်းတို့ဘယ်နဲ့ရောက်နေကြတာဗျာကြီးချပြီးကျွန်တော်တို့ဟိုဘက်ရောက်ပါကြဟုတ်ဆုတ်သွားပြီဒါဒါဒုတိယကြိမ်လာချရမလားအဲ့ဒါဒုတိယကြိမ်လာချဒုတိယကြိမ်ဟောအဖြစ်ပြီးပြီးချင်းပထမဆုံးချတယ်ကောင်းဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဒီရင်ပြတ်ကြပြီးပြီးချင်းနော်ပြတ်ကြပြီးချင်းနော်လာချရဟောဟိုအဲ့ဒီရင်ပြတ်မကြောက်တယ်လေကျွန်တော်တို့ကဒီကြောက်ချခံဟုတ်လားအဲ့ဒီရင်ကတခါလေးမြင်ပြီးတာ အော်လူတွေမြင်သွားတယ်မြင်ပြီကားတွေကဒီလမ်းမှာရက်ထားတယ်တက်စီရထားတယ်လူလင်းရဒီဘက်ရောက်လာမှာကျွန်တော်တို့အကုန်လုံးဒီဘက်ပုံဝင်လာဆိုကြတော့မြင်နေဗျနေကားလေးနေတယ်အဲ့တော့ကန်ကောင်းတာမြင်တော့ကန်ကောင်းမေးကောင်းနေကန်ဆိုးသွားပါဘာလို့ပြောဟုတ်တယ်ဟုတ်ကဲ့ပါဟုတ်ပါလိမ့်ဗျအဲ့တော့အဓိကအခုပြောချင်တာဒီ A PLA တွေရပါတော့ PLA တွေကသူတို့ပြစ်ချပါလေဆိုပြီးတစ်ချိန်လုံးပြောနေတာအဲ့ဒါနဲ့ပတ်သက်လို့ရောမင်းအနေနဲ့ဘယ်လိုသဘောရအောင်တကယ်တကယ်သူတို့ပြစ်ချဖြစ်နိုင်လားမဖြစ်နိုင်ဘူးဖြစ်နိုင်ဘူးဗျဘာလို့လဲဘာတမ်းမှလည်းမကြောက်ဘူးခန်းတယ်ဆိုကျွန်တော်တို့ဒီမှာသူတို့ချင်းရှိနေတာဆိုရင်ဒီမှာလည်းရှိတယ်ကျွန်တော်တို့ရှိတယ်ဟိုဘက်ဘက်ဘက်မှာဆိုရင်ကျွန်တော်ဆရာတွေရှိတယ်ဗျဟုတ်ဒီကန်တောင်းနဲ့ ီနဲ့ဆိုရင်လဲဝေးပြ။ဟုတ်ဝေးတယ်ဗျ။အင်းဒီပုကုန်းနဲ့ဆိုရင်လားနီးနီးလေးတာ။ဘက်ဆင်းနေလုံနေလို့ဒီဘက်ဆိုရင်လားနီးလေးတာ။ဟုတ်တော့တကယ်တကယ်အဲ့အဲ့ဒီကောင်ကပြက်ကြတဲ့ကောင်ကဘယ်မှာဘုံချခဲ့တယ်လို့မထင်လား။ပြက်ကြခဲ့တဲ့ကောင်ကဒီဒီပုကုန်းဒီပုကုန်းမှာဘုံတော့လို့ဒီဒုံအဲ့ဒီပုကုန်းကိုဒုံချတဲ့ဒုံချနေတဲ့ရေပေါ်ကြီးချတာ။အင်းအဲ့ဒီနှလုံးကဟုတ်အဲ့နှလုံးချချပြီးတော့ဒီဘက်ပြန်လာ။ဒီမှာဒီဘက်ကို white လာတယ်။ white line နဲ့ကျွန်တော်တို့မြင်တော့ကြတော့ဖရီးရိုက်ပြီးတော့ပြန်ထောင်းမဲ့အထောင်းစံနှုတ်များတဲ့ပုံစံမျိုးပေါ့အဲ့လိုဖြစ်ပြီးတစ်ခါလေးကြာပြီးတော့နှစ်ပတ်လောက်နေပြီးတော့ဝန်ကနေပေါက်ခွဲတယ် ဒါစစ်ကောင်စီရဲ့ကြက်တိုက်လေး F7 M ပေါ့ဗျာအဲ့ဒီတိုင်မှာလေရင်မှုပါပါသွားတယ်ပေါ့နော်လေရင်မှုပါပါသွားတယ်အဲ့ဒီကြက်တိုက်လေးပြတ်ကြတဲ့အချိန်မှာဘုံကြီးเจ้าလူတွေရဲ့အိမ်ပေါ်ကိုပြုတ်ကြတဲ့အတွက်ကြောင့်ပြည်သူ၄ရောက်ထက်မနည်း क्वे လွန်သွားတယ်ဒါစိတ်မကောင်းစရာပေါ့နော်ပြည်သူ၄ရောက်ထက်မနည်း क्वे လွန်သွားတယ်အဲ့ဒီမှာ ရဲမပင်ခရိုင်ပကဖကပက်ကင်ခိုးတဲ့ကိစ္စပေါ့နော်ပက်ကင်ခိုးတဲ့ပြဿနာဒါကိုလည်းပဲဘဘကမပြောတော့ဘူးလုပ်နေတာပြောလိုက်မယ်ပေါ့နော်ရဲမပင်ခရိုင်ပကခါတဲ့ PLA ကပြစ်ချလိုက်လို့ပြက်ကျသွားတဲ့ကတ်ကင်ကိုသူတို့ပြစ်ချလို့ပြက်သွားပါတယ်ဆိုပြီးမှ line ပေါ်မှာဥအောင်တင်ခဲ့တယ်ပေါ့နော် line ပေါ်မှာရဲမပင်ခရိုင်ပကခါကသူတို့ပြစ်ချလို့စစ်ကောင်စီရဲ့ဂျက်ပိုက်တာတစီပြက်ကျသွားပါတယ်ဆိုပြီးကတ်ကင်ခိုးတာပေါ့ဗျာကတ်ကင်ခိုးတာပေါ့ เนาะသူများငှက်กินကိုကိုငှက်กินဆိုပြီးတော့သူများပြစ်ချတဲ့ငှက်กินကိုသူတို့ပြစ်ချတဲ့ငှက်กินဆိုပြီးငှက်กินခိုးတာပေါ့မကြခင်မိနစ်ပိုင်းအတွင်းမှာပဲ PL တွေကကန့်တောက်ရဲစခန်းသိမ်းတိုက်ပွဲမှာသူတို့ငှက်တကောင်ကိုပြစ်ချနိုင်ခဲ့ပါတယ်ဆိုပြီးတော့ဓာတ်ပုံတွေအတိအကျနဲ့တင်လာတဲ့အချိန်မှာရင်းမှာပဲခင်ပတ်ကဖအချက်တွေကွဲရောပေါ့ဗျာသူတို့ပြစ်ချတယ်ဆိုပြီးတော့သူတို့ရဲ့ Facebook စာမျက်နှာမှာဥအောင်အရင်ဆုံးတင်ထားတယ်အဲ့ဒါကို PL တွေကသူတို့ပြစ်ချလိုက်ပါတယ်ဆိုတဲ့အကြောင်းကိုဓာတ်ပုံတက်တည်နေတဲ့တကော နော်ဆိုရှယ်မီဒီယာပေါ်မှာတင်ပြလာတဲ့အချိန်မှာရဲမပင်ခရိုင်ပတ်ကပါအချက်တွေကွဲရောဆိုလိုချင်တာကကိုမလောက်တဲ့အရာကိုဘာလို့ကိုလောက်တယ်လို့ပြောရတာလဲနော်သူများမစ်ရှင်ကိုကိုမစ်ရှင်လို့သွားခိုးတယ်သူများငှက်ကင်ကိုကိုငှက်ကင်လို့သွားခိုးတယ်အဲလိုအချက်ကွဲပြီးတော့ငြိမ်ငြိမ်လေးမှန်နေပဲနဲ့ရဲမပင်ခရိုင်ပတ်ကပါကဘာဆက်လုပ်တယ်လဲဆိုတော့အောက်တန်းစားဆန်ဆန်ပဲနော်စစ်ကောင်စီရဲ့ဂျက်ဘိုက်တာဟာတဲ့ဘယ်သူမှပြစ်ချတာမဟုတ်ပါဘူးတဲ့သူ့မှသူပြစ်ချတာပါဆိုပြီးတော့ရှာရန်ရန်ပြီးလောက်ပါလေရောဗျာ ဘာမျိုးတွေအားလုံးပဲဒီဗီဒီယိုလေးမှာတွေ့ရမယ့်အကြောင်းအရာလေးကတော့တယောက်ကြီးခိုင်းတဲ့ရွေးကောက်ပွဲကောင်းစဉ်နဲ့သူဆွေးနွေးထားတာလေးဖြစ်တဲ့အတွက်ပြန်လည်ပြီးတော့ကူညီချင်းဖြစ်ပါတယ်မကြည့်ရသေးတော်လံမျိုးတွေအားလုံးပဲကျွန်တော်တို့အားပေးတော်လို့ရပါတယ်။ကောင်းသောမင်္ဂလာပါ။မင်္ဂလာကိုကြပါ။ဇွန်လ9ရက်နေ့ကကုလသမဂ္ဂအထွေထွေညီလာခံရဲ့အလို့သဘောဆွေးနွေးပွဲမှာမြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ် Mrs. Julie Bishop ကနေပြီးတော့ဟာမြန်မာနိုင်ငံမှာဒီစစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီမိကုန်းထုတ်သွားတာကိုကျွန်တော်တွေ့ရပါတယ်။အဲ့ဒါကတော့ဟာဒီစစ်ကောင်စီကနေပြီးတော့ ဒီနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်နိုင်ငံတော်ရဲ့သမရဒီဦးဝင်းမြင့်တို့လိုပုဂ္ဂိုလ်တွေပါဝင်နိုင်ငံရေးကျင်းသား2000ကျော်ဖမ်းဆီးထားပြီးတော့လားအလုံးပါဝင် ရေးဆိုတဲ့ရွေးကောက်ပွဲဆိုပြီးတဲ့ဟာပေါ်မှာဒီမိကွန်းထုတ်သွားတာပေါ့လေဆိုတော့ဒါနဲ့ပတ်သက် ပြီးတော့အရင်ဆုံးဆက်ဆွေးနွေးပါအောင်ကောင်းဆိုဟုတ်ဂျူလီဘီရှော့ပြောသွားတာကတော့မြန်မာပြည်ဟာတခါမှတမိုင်းမှာမကြုံဘူးတဲ့ပြုတ်ပွဲမှုအန္တရာယ်ကိုကြုံနေရပြီအခုဖြစ်နေတဲ့အကြမ်းဖက်မှုတွေကို မရတတ်နိုင်ဘူးဆိုရင်ကိုကိုကိုဖြက်စီးတဲ့အခြေကိုရောက်သွားနိုင်တယ်ပေါ့သူအဓိကအဲ့ဒါပြောပြောပြီးတဲ့ခါမှာတော့ခုနကိုကျော်ခါပြောခဲ့သလိုပဲတော်ဝန်ဆန်းစုကြည်ပြီးတော့သမရဦးဝင်းမြင့်နဲ့အကျဉ်းသားတွေကိုလှုပ်ပေးဖို့လိုတယ်ဆိုတော့သူကတိုက်တွန်းသွားတာကျွန်တော်တွေ့ရပါတယ်အဲ့တော့နိုင်ငံရဲ့အကျဉ်းသားတွေကိုအကျဉ်းချထားပြီးတော့ရွေးကောက်ပွဲလုပ်လို့ရမှလားပေါ့အဲ့ရွေးကောက်ပွဲလုပ်မယ်ဆိုရင်လည်းတိုက်ပွဲပြပို့ပြီးတော့မတည်မငြိမ်မှုတွေပို့ပြီးဖြစ်လာနိုင်တယ်ဆိုတယ်ဆိုတော့သူကတိုက်တွန်းသွားတာကျွန်တော်တွေ့ရပါတယ်အဲ့တော့နိုင်ငံရဲ့အကျဉ်းသားတွေကိုအကျဉ်းချထားပြီးတော့ရွေးကောက်ပွဲလုပ်လို့ရမှလားပေါ့ အဲ့ဒီကောက်ကိုလုံမယ်ဆိုရင်လည်းတိုင်းပြည်မှာပို့ပြီးတော့မတိမငိမ့်မှုတွေပို့ပြီးဖြစ်လာနိုင်တယ်ဟလာခုခံတွန်းလှန်မှုတွေပို့ပြီးရှိလာနိုင်တယ်ဆိုတာမျိုးသူကထောက်ပြသွားတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ဟိုမြန်မာပြည်အရေးကိုလည်းအာဆီယံအတွက်ဟိုလှုပ်ဆောင်သွားမယ်အဲတခုထူကြတာကတော့သူနဲ့အတူလိုက်ပြောတာကတော့ EU ကလည်းမြန်မာတိုက်ခိုက်မှုထောင်ချတာတော့ကိုထည့်သွင်းပြောကြားသွားတဲ့အပြင်ပေါ့နော်နိုင်ငံတကာကနေပြီးလည်းနဲ့ပိတ်ဆို့ရေးကိစ္စပေါ့အဲ့ဒါကိုဆက်လက်လှုပ်ဆောင်ဖို့ကိုလည်းတိုက်တွန်းသွားတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့ဒါတွေကကျွန်တော်ထူကြမှုတွေလို့ပြောလို့ရပါတယ် တော့အဲ့ဒီပွဲမှာပဲလားဒီအမေရိကန်ရဲ့ဒီကုလသမဂ္ဂလူမှုစီးပွားဆိုင်ရာဒီကိုစလဲကနေပြီးတော့ရခိုင်ပြည်နယ်ထဲကနေပြီးတော့နေရွှန့်ခွာသွားကြတဲ့ဒီရိုဟင်ဂျာတွေအရင်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးမယ်ဆိုလို့ရှိရင်ဒီ AA နဲ့ပါဆွေးနွေးဖို့လိုတယ်ဆိုပြီးတော့ဒီထောက်ပြသွားတာတွေ့ရတယ်နောက်တစ်ခုကဆိုတော့ဟိုလက်ရှိအခြေအနေအရကြည့်မယ်ဆိုလို့ရှိရင်လည်း AA ကဒီဘင်္ဂလားဒေ့ရခိုင်ပြည်နယ်နယ်စပ်မှာရှိတဲ့ဒီဘူတိတောင်မောင်းတော်ဒေသအပါအဝင်ရခိုင်ပြည်နယ်လုံးနီးပါးကိုထိန်းချုပ်ထားတဲ့ ဒီတိုင်းသားလက်နက်ကင်အဖွဲ့တစ်ဖွဲ့ဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီရခိုင်ပြည်နယ်ရဲ့ဒီအာနာအေလက်ထဲမှာရှိတယ်လို့တော့ပြောလို့ရတဲ့အခြေအနေပေါ့ဆိုတော့ဒါကြောင့်မယ်ဒီသူရဲ့တင်ပြချက်ကဒီလိုဖြစ်လာတယ်လို့တော့သုံးသပ်လို့ရတယ်ပေါ့လေကွန်ဆော့အမြင်အောင်ဘယ်လိုရှိလဲအဲ့လိုပဲထင်ပါတယ်ဒါပေမဲ့ American ကိုယ်စားလှယ်ကနေပြီးတော့အခုလိုမျိုးတည့်ဝင်းပေါ့နော်ထုတ်ပြောသွားတာဖြစ်တယ်ရခိုင်ပြည်နယ်တစ်ခုလုံးနှီးပါးကို A ကထိန်းသိမ်းထားနိုင်ပြီဆိုတဲ့အချက်ကိုထောက်ပြသွားတာတွေ့ရတယ်ပေါ့နော်အဲ့တော့ Rohingya Muslim အရေးမှလည်းဟလား ဒီ AA နဲ့ဆွေးနွေးရမယ်ဆိုတဲ့ကိစ္စပါတယ်ဒီတင်းနေနဲ့ဒီမိနစ်ကကျွန်တော်တို့အဲ AA ရစဦးစီးချုပ်အာဘုချုပ်ထုတ်မြတ်နိုင်တဲ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အင်တာဗျူးမှာဆိုရင်လဲဟလာဒီရိုညာမွတ်စလင်ကိစ္စတွေနဲ့ပတ်သက်ပြီးသူထုတ်ဖော်ပြောကြားတာတွေရှိတယ်ဟလာသူကအဓိကအခရာကြားတယ်ဆိုတဲ့ကိစ္စတွေပေါ့နော်ဆိုတော့အခုဒါဟုတ်ပဲအမေရိကန်နေပြီးတော့တည်ဝင်ပြောလာတာမျိုးကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့တခုထူးခြားတာကတော့ US ကပြောတဲ့အထက်မှာမြန်မာပြည်ပြည်လုံးကိုလွှမ်းခြုံတဲ့ဟလာအချက်လက်တွေအဲ့ဒါတွေတော့လစ်ဟာနေတာတော့တွေ့ရတယ်ပေါ့နော် ပြီးခဲ့တဲ့လကျင်းပခဲ့တဲ့ဒီ ASEAN ထိပ်သီးအစည်းအဝေးပွဲမှာလည်းမလေးရှားနိုင်ငံသားရေးဝင်ကြီးကပြောသွားတာတွေ့ရတယ်။အဲ့ဒါကတော့ဒီစစ်ကောင်စီလုပ်တဲ့ဒီရွေးကောက်ပွဲကဘာမှအရာထင်မှာမဟုတ်ဘူးဆိုပြီးတော့ဒီထောက်ပြဝေဖန်သွားတာတွေ့ရတယ်။ဆိုတော့သူပြောတဲ့ဟာနဲ့အခုဒီ Mrs. Julie Bishop ပြောတာနဲ့ကတော့တိတ်မကွာဘူးလို့ထင်တယ်ပေါ့လေ။ကောင်းတော့အမြင်ဘယ်လိုရှိလဲ။ဟုတ်တယ် UN Special Envoy ပြောတာနဲ့ ASEAN ဘက်ကထွက်နေတဲ့အသံပေါ့နော်။အာဆီယံဘက်ကထွက်နေတဲ့အတန်းဆိုတော့ကျွန်တော်ပြောချင်တာကအခုအာဆီယံ chair လုပ်နေတဲ့အာဆီယံဥက္ကဋ္ဌဖြစ်နေတဲ့အခုမလေးရှားရဲ့အတန်းပေါ့ သူက truck ကလေးက election ကအရေးမကြီးဘူးအ dialogue ကပုံပြီးအရေးကြီးတယ် inclusive ဖြစ်တဲ့ dialogue ဖြစ်ရမယ်အားလုံးပါဝင်တဲ့ဆွေးနွေးမှုတွေပါရမယ်ဆိုတာမျိုးတွေ ceasefire လုပ်ရမယ်ဆိုတာတွေကိုအဓိကထားပြီးစောင်းပေးပြောတာကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ရွေးကောက်ပွဲကိစ္စကို ASEAN ဘက်ကအာတိသာရှိဖို့မရအောင်ဆောင်းလို့စင်ပါတော့ဒါပေမဲ့တရုတ်ကအဲ့ဒါနဲ့စန့်ချင်ပဲဖြစ်နေတယ်တရုတ်နိုင်ငံတခုပဲဒီမြန်မာနိုင်ငံမှာလုံမယ်ဆိုပြောထားတဲ့ရုပ်ကောက်ပွဲကိုတရုတ်နိုင်ငံကပဲထောက်ခံနေတဲ့ပုံစံမျိုးတွေ့ရတာပေါ့လေဟုတ်ကဲ့ဆိုတော့အခုဒီ ပြီးသွားတဲ့ဒီကုလသမဂ္ဂအထွေထွေညီလာခံရဲ့အလွတ်တဘောဆွေးနွေးပွဲမှာမစ္စဂျူလီဘစ်ရှော့တို့ဒီအမေရိကန်ကိုယ်စားလှယ်တို့ဒီဆွေးနွေးချက်တွေပေါ်မှာဟာလားတရုတ်ဒီကိုယ်စားလှယ်ကနေပြန်ပြီးတော့ဒီဖြည့်ရှင်းတာတွေပြောဆိုတာတွေကြည့်တဲ့အခါမှာဒီသူကနေစစ်ကောင်စီဘက်ကကာကွယ်ပြီးတော့ပြောတဲ့သဘောမျိုးတွေကိုကျွန်တော်တို့တွေ့ရတယ်ဒီပေါ်မှာဘယ်လိုသဘောရလဲဆိုတော့တရုတ်ကိုယ်စားလှယ်ပြောတာကတော့မြန်မာအရေးကိုဖြည့်ရှင်းတဲ့အခါမှာနိုင်ငံတကာအနေနဲ့တင်းမာမှုတွေ ုံမူပြင်းထန်ရှုပ်ထွေးလာမယ်အစားမတူကွဲပြားမှုတွေကိုပေါင်းစုပြီးတော့ပြဿနာဖြေရှင်းတင်တယ်ပေါ့နော်အဲ့ဒါမျိုးပုံစံပြောထားတာတွေ့ရတယ်ဆိုတော့ဂျူလီဘီရှော့ကိုလည်းသူကပါသွားပြီးဝေဖန်ထားလဲဆိုတော့မြန်မာပြည်ရဲ့ပြဿနာကိုနိုင်ငံရေးရဖြေရှင်းတဲ့ကမှာအပြူသဘောဆောင်တဲ့အခန်းကဏ္ဍအနေနဲ့ပါဝင်ဖို့ဆိုပြီးတော့ပြောတာမျိုးကျွန်တော်တွေ့ရတယ်ပေါ့ဆိုတော့သဘောကတော့မြန်မာပြည်ရေးကိုဝင်ပြီးတော့မဆွဖက်တင်ဘူးဆိုတဲ့စကားမျိုးပြောတယ်လို့တော့ပြောလို့ရပါတယ်သူကလွယ်လို့ပေါ့လေနော်ဆိုတော့အာဆီယံတို့အနောက်နိုင်ငံတို့မှာ ပါဝင်လာမှာကိုတရုတ်ကအစိုးရနေတဲ့သဘောပြတယ်လို့ပဲကျွန်တော်ထင်ပါဒါလည်းအခုပထမဆုံးအချိန်မဟုတ်ပါဘူးအင်္ဂလိပ်ကလည်းဒီလိုပဲမြန်မာစစ်ကောင်စီဘက်ကနေသူကအများကြီးရက်တီခဲ့တာရှိပါတယ် UM ဆိုလည်းသူကဗီဒီယိုအားရှိတဲ့အတွက်ကြောင့်လာသမျှမြန်မာပြည်နဲ့ပတ်သက်လို့ထွက်လာမဲ့အတကယ်ပြင်းထန်တဲ့မြန်မာပြည်နဲ့ဆုံးဖြတ်ချက်တွေချမယ်ဆိုလို့ရုရှားနဲ့သူကနေသူနဲ့ရုရှားနဲ့အရင်ဝင်ပြီးကာခဲ့တာပဲရှိရတယ်ဆိုတော့လေဆိုတော့သွားတွေ့ရတော့တရုတ်ကမြန်မာစစ်ကောင်စီဘက်ကရက်တီတယ်ရုပ်ောက်ဘောသူကလိုလားပုံရတယ် နံပါတ်3ချက်ကတော့အာဆီယံနဲ့အခြားနောက်နိုင်ငံတွေဝင်ပြီးတော့မြန်မာပြည်ဝင်ပြီးစုဖက်မအောင်သူကမကြိုက်ဘူးဆိုတော့ပဲတွေ့ရတယ်ရွေးကောက်ပွဲလိုလားတဲ့ဆိုတော့ရွေးကောက်ပွဲကိုလှုပ်ဖို့အတွက်သူကပဲအဓိကဒီတွန်းအားပေးနေတာမဟုတ်လားဟုတ်ပါတယ်ဟုတ်ပါတယ်ဆိုတော့ကျွန်တော်မြင်တာတော့လေတရုတ်နဲ့ဒီစစ်ကောင်စီကြားမှာရှိတဲ့အပေးယူလို့ကျွန်တော်ကမြင်တယ်သူတို့ထားမှာရှိတဲ့အပေးယူပေါ့အပေးယူတွေမှာဘာတွေပါလဲဆိုတော့မြန်မာဘက်ကစစ်ကောင်စီဘက်ကရွေးကောက်ပွဲလှုပ်မယ်ဆိုရင်အာသူ့ဘက်ကနေပြီးတော့ ဘလို့ဟာရလုတ်ပေးမယ်အကူအညီပေးမယ်ဆိုတဲ့ကိစ္စတွေပေါ့သူကျွန်တော်ပြန်ကြည့်မယ်ဆိုလွန်ခဲ့တဲ့လတွေမှာလာရှော့ပြန်အပ်တဲ့ကိစ္စမျိုးပေါ့ပြီးတော့ BRN ကိစ္စကိုပြန်ဆမယ်ဆိုတဲ့ကိစ္စမျိုးတွေပေါ့အားရတဲ့နှစ်ဖက်တမ်းမှာထားပြီးတဲ့ဂတိကဝတ်တွေအပေးယူတယ်လို့ကျွန်တော်ကအဲ့လိုပဲယူဆတယ်။ဒါကြောင့်လဲဆိုတော့တရုတ်ကအရင်တော့ဆိုရင်2023 2024မှာကျွန်တော်ပြန်ကြည့်မယ်ဆိုရင်တရုတ်ကလွတ်တဲ့ထူးကိုယ်စားလှယ်တချို့ဟာဘူဂျုံမူကြီးဟောင်းတန်းရွှေတို့တမရဟောင်းဦးသိန်းစိန်တို့တွားပြီးတွေ့ခဲ့တာကျွန်တော်တို့တွေ့ရပါတယ် အဲ့ဒါကိုကြည့်မယ်ဆိုရင်တရုတ်ကမြန်မာနိုင်ငံမှာဘယ်လောက်တိလက်တန်ရှည်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်။ဘာလဲဆိုတော့တို့ကအဲ့ချိန်မှာစမ်းသက်ချင်တာကတို့သိချင်တာဘာလဲဆိုဗိုလ်ချုပ်မွေးဟောင်းတန်းရွှေမှာဩဇာအာဏာဘယ်လောက်ရှိသေးလဲ။သမရဟောင်းဦးသိန်းစိန်မှာရောဩဇာအာဏာဘယ်လောက်ရှိသေးလဲ။အဲ့လိုဆိုရင်လက်ရှိဖြစ်နေတဲ့ပြည်ပကားတွေကို तू ကဝင်ပြီးတော့ထိမ့်ပေးနိုင်မလားဆိုတာမျိုးပေါ့နော်။အဲ့လိုမျိုးတို့ဘက်ကတရုတ်ဘက်ကတေချာကိုလက်တန်ရှည်ချေတန်ရှည်နဲ့တို့စမ်းစမ်းကြည့်ခဲ့ပြီးသွားပြီ။ဆိုတော့အဲ့ဒါတည်းမဖြစ်ခဲ့ဘူး။ဆိုတော့နောက်ဆုံးမေးကျွန်တော်မှတ်မိမလားမသိဘူးဦးသိန်းစိန် ဦးသိန်းစိန်ကိုကျွန်တော်တို့ပီကင်းကိုခေါ်တဲ့ကိစ္စဆိုတော့အဲ့မှာဆိုရင်လည်းဒါတရားဝင်ကြီးစင်လည်းဖြစ်တယ်ဒီဘက်ကထုတ်တဲ့သတင်းထဲမှာလည်းဦးသိန်းစိန်နဲ့တရုတ်နဲ့ကြားမှာမြန်မာနိုင်ငံကြီးကိုဆွေးနွေးတယ်ဆိုတာပါတယ်သူတို့ရဲ့တကယ်ထုတ်တဲ့သူတို့ထုတ်တဲ့ထုတ်ပြန်ချက်ထဲမှာဆိုတော့သဘောကမြန်မာမှာအခုဖြစ်နေတဲ့ပြည်ပခါတွေကိုဖြည့်ရှင်းဖို့အတွက်ကအခုစစ်ကောင်စီဘုံမှာဘယ်သူကဩဇာရှိလဲဆိုတာသူကရှောက်ဆန်းကြည့်တဲ့အခါမှာမတွေ့တော့ဘူးတဘောကစဖက်သူကြီးမှလည်း ောစာအနာမရှိတော့ဘူးဆိုတော့တရုတ်ကတိသွားဖို့ရပါတယ်ဆိုတော့ခြောက်လုံးနဲ့လည်းအခုချိန်မှာသတင်းပို့နေရတဲ့ကာလဟာလာခွင့်နိုင်နေရတဲ့ကာလဖြစ်တယ်ဒုတိယဗိုလ်ချုပ်ကြီးအောင်မောင်ဝင်းရံကွဲလို့ပေါ့နော်ဆိုတော့ကျွန်တော်နောက်ဆုံးမိတုံးသက်တာကတော့ရွေးကောက်ပွဲလို့ငါတို့ကမင်းတို့လာရှုပ်ပြန်အမ်းတယ်ဒါပေမဲ့ရွေးကောက်ပွဲတော့2026မှာမပြီးပြအောင်လုပ်ရမယ်ဆိုတဲ့ဂရီကွယ်အဲ့ဒီဂရီကွယ်ကိုကျွန်တော်ထင်တယ်စစ်ကောင်စီကောင်းဆောင်ဖောက်ဖျက်လို့မရအောင်လုပ်ဖို့လုပ်ရမယ်လို့ကျွန်တော်ထင်တယ်တကယ်တော့ဒီလာရှုပ်ကိုပြန်အပ်ဖို့အတွက်လှုပ်သွားတဲ့ဒီ လောက်ရက်ကိုကြည့်မယ်ဆိုလို့ရှိရင်တရုတ်ကတူကိုရိုင်ကိုဒီဝင်ရောက်ဆွတ်ဖက်ပြီးတော့ဒီပြည်ရင်းထီကျူးလွန်လာပြီးတော့မှဒါတရားကိုကင်တွယ်ဆောင်ရွက်သွားတာကိုသူများတို့မဆွတ်ဖက်နဲ့ဒါပေမဲ့တူကိုရိုင်တော့လက်တွေ့လှုပ်သွားတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ဒါအပြင်လာဒီလာရှုပြန်အပ်ဖို့အတွက် PR ပေးတာလည်းမကဘူးဗောလေဒီနေဆက်မှာရှိတဲ့ KNA တို့ TNLA တို့လာဒီ MNDA ပါဝင်ဝါတို့မိုင်းလာတို့ကိုပါသူကဒီစစ်ကောင်စီနဲ့မတိုက်ဖို့အပြင်စစ်ကောင်စီကိုထိခိုက်နိုင်တဲ့အခြေအနေတွေကိုမလုပ်ဖို့ ဆိုတဲ့ဟာတွေကိုတင်းကျပ်ထားတာတွေတွေ့ရတယ်ပြီးတော့ဒီလက်နက်ကင်အဖွဲ့အစည်းတွေစီကိုစီးဆင်းမဲ့ဟာတွေဒီရိတ်ခါဆေးဝါးဆက်သွယ်ရေးအစသဖြင့်ပေါ့နော်ဖြန့်ငါးပြတ်ပုံစံမျိုးကင်ပြီးတော့ကိုအခုအချိန်အထိဒီဒီ PRP တင်းကျပ်ထားတာတွေကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အခုရွေးကောက်ပွဲကိစ္စကလည်းဒီလိုပဲပေါ့လေသူကရွေးကောက်ပွဲဖြစ်ဖို့အတွက်ကိုဒီတွန်းအားပေးနေတာလှုပ်ဆောင်နေတာရှိရဲ့ဆိုတော့အဲ့ဒီရွေးကောက်ပွဲကရောလာဖြစ်လာမလားပေါ့လေနော်ဆိုတော့ဟိုရွေးကောက်ပွဲဖြစ်မလားမဖြစ်ဘူးလားဆိုတော့မပြောခင်ပါဘူးခုနအပေးယူကိစ္စကို ကျွန်တော်အဲ့ဒါကိုပြောမလို့ခုနကပြောသွားတဲ့ဒီဒီ MNDA TNLA KNA အားလုံးပေါ့နော် PAO ER တို့အားလုံးကိုသူက pressure ပေးပေးမယ်သူတို့ခြေတော်တွေကိုချုပ်ထားပေးမယ်ဟလာလာရှုပ်ပြန်အပ်မယ်အဲ့ဒါစစ်ကောင်စီဘက်ကတော့ရွက်ကော်ဖို့ရအောင်လို့ဒါနဲ့ trust ဆိုတဲ့ဟာတည်ုပ်နဲ့လှုပ်ထားတဲ့အပေးယူအဲ့ဒီဘေးယူတဲ့မှာအာဆီယံမပါဘူးအဲ့တော့ရွက်ကော်ဖို့ပြီးသွားရင် BRI နဲ့ပြန်ဆမယ်ဆိုတဲ့လေတံတွေကျွန်တော်တို့တွေ့ရတယ်အခုကျွန်တော်တို့ဟလာဒီ ရန်ကုန်မှာအခြေစိုက်တဲ့တရုတ်တံရုံနဲ့တရုတ်တံမကြီးအစ်စ်ပေါ့နော်ဆိုရင်လည်းအင်အားနဲ့ပို့ပြီးတော့အာစစ်ကောင်စီနဲ့ပို့ပြီးတော့ပို့မလင်းလင်းရင်းနှီးပို့ဆက်ဆံတာတွေဆက်ဆံရေးပို့ပြီးတိုးချဲ့လှုပ်ဆောင်တာတွေကျွန်တော်တွေ့ရတယ်ပြီးခဲ့တဲ့85နှစ်မြောက်တန်တမန်ဆက်ဆံရေးထူထောင်ခဲ့တဲ့ဟာလားနိုင်ငံတကာဆက်ဆံရေးထူထောင်ခဲ့တဲ့အခမ်းအနားမှာဆိုလဲပို့ပြီးတော့နီကတ်ဆက်ဆံတာတွေ့ရတယ်ဆိုတော့ဘာလို့ပြလဲဆိုရင်တရုတ်ကဒီဂရီတိုင်းလုံးမှာလားငါတို့ဘက်ကတော့မင်းတို့ငါတို့ရော့ပရမရော့နဂါဆိုလို့ငါတို့ပေးလိုက်ပြီမင်းကလည်း2026မှာ အလက်ရှင်ပြအောင်လုပ်ရအောင်လုပ်ဆိုတာပေါ့ဒါပေမဲ့ကျွန်တော်တို့မသိတာတရုတ်ကခုနရူလီဘီရှော့တို့ EU တို့အာဆီယံတို့ကပြောသလိုမျိုးအချင်းချထားတဲ့နိုင်ငံရေးအချင်းသားတွေကိုအရင်လှုပ်ပေးပြီးမှရွေးကောက်ပဲလုပ်ဆိုတဲ့ကိစ္စကိုတရုတ်ဘက်ကပြောသလားဆိုတဲ့ကိစ္စပဲဒါတော့ကျွန်တော်လုံးဝမတွေ့ရဘူးမကြားဘူးပေါ့နော်ဆိုတော့အဲ့ဒါအဓိကအချက်လို့ကျွန်တော်တော့အဓိကအချက်တခုလို့ကျွန်တော်ကတော့ထင်တယ်အဲ့တော့ရွေးကောက်ပဲဖြစ်မလားဆိုတဲ့ကိုကျော်ခိုင်းရဲ့မျိုးကပေါ့နော်အဲ့တော့အောက်ဆုံးနှစ်ဆုရှိတယ်ရွေးကောက်ပဲ လုံးဝမဖြစ်နိုင်ဘူးဟဲ့လားဆိုတော့အဆူတူရှိတယ်အဲရွက်ကောက်ဘောစန့်ကျင်မဲ့ဆိုတဲ့သူတွေကလည်းရှိတယ်ဒါပေမဲ့တစ်ဖက်မှာလည်းရွက်ကောက်ဘဲဖြစ်သွားနိုင်တယ်မရရအောင်သူ့ဘက်ကဟဲ့လားစစ်ကောင်စစ်ဘက်ကလုံးမှာပဲဆိုတဲ့အာရုံကြီးတဲ့သူတွေလည်းရှိတယ်ပေါ့နော်မကြသေးရင်မှကျွန်တော်မြို့နယ်ပေါင်းဟဲ့လား330မှာမြို့နယ်ပေါင်း200ကျော်မှာရွက်ကောက်ဘဲလုံးနိုင်တယ်ဆိုတဲ့အတန်တွေကို UEC ဘက်ကကျွန်တော်အတန်တွေပြစ်တာကိုကျွန်တော်တွေ့ရတယ်ပေါ့နော် ဲ့ရွက်ကောက်ပဲမတိုင်ခင်မှာရောမတီမငိမ့်နဲ့တစ်ဖက်နဲ့တစ်ဖက်ကြမှာမတီမငိမ့်နဲ့တစ်ဖက်ကြမှာတိုက်ခိုက်မှုတွေတက်ဖြတ်မှုတွေပိုပြီးရှိလာနိုင်တယ်ဆိုတာမျိုးလေကျွန်တော်ကြားနေရတယ်ဒါအပြင်စစ်ကောင်စီခေါင်းဆောင်ဟလာမင်းအောင်လိုင်းကိုရံကသမရလုပ်မယ်သူတက်ကနေအနားယူမယ်သူ့နေအောင်ယူမဲ့သူကိုလည်းသူတို့ရွေးနေပြီဆိုတဲ့ဟာမျိုးပေါ့အဲ့လိုသတင်းနေုံလည်းအခုရေးနေတာပြောနေတာကိုကျွန်တော်တို့တွေ့ရတယ်ဟုတ်တယ်မလားဆိုတော့2026 January မှာလုပ်မလားဆိုတဲ့သတင်းလည်းထွက်လာတယ် ဒါပေမဲ့ကျွန်တော်တို့နောက်ဆုံးပိတ်ရတာနောက်ဆုံးပိတ်သုံးသက်ချက်တရားဆိုတော့2026နှစ်ဆန်းနဲ့နှစ်လေအထိအပိုင်းပိုင်းခွဲပြီးတော့ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့သတင်းတော့ကျွန်တော်တို့ရတယ်ပေါ့ဘယ်လိုမျိုးရအောင်မဒီဘူးရင်တွေ့သွားတာပတ်သက်ပြီးတော့တော့မင်းအောင်တိုင်တယောက်ခေါင်းဆောင်ဘွားကနားပြီးတော့သမရတက်လို့မလားဆိုတာကတော့ဆက်လက်ဆောင်ကြည့်မှာဖြစ်ပါတယ်ဒီလိုနဲ့ပဲဆုံးသက်လက်ပါရနောက်ထပ်ပြီးဒီမှာတော့နောက်တဲ့ဒီတိုင်းတက်လာဖြစ်တော့ကျွန်တော်ရဲ့ကိုဂျက်ပရိုဒက်ရှင် channel လို့လည်း Instagram လို့လည်း Lens Color Dabi Bay ရဲ့ခလုံးလေးထားကြည့်မယ်တက်လာပြီးတော့အားလုံးကြည့်ရှုရိုက်ဖြစ်ပါတယ်။ဒီလိုမျိုးတွေအားလုံးပဲညပိုင်းသတင်း channel ကိုကြည့်ကြပါမယ်။